ကျွန်တော်ဒီနေ့ပြန်ပြီးတော့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဗီဒီယိုတင်ပြီးပတ်စံရှာလို့ရတဲ့ Japan region TikTok account ကို VPN မလိုဘဲနဲ့ဖွင့်လို့ရတဲ့နေဖြစ်ပါတယ်။အရင်တုန်းကတော့ VPN နဲ့ဖွင့်မှ Japan region TikTok account ဖွင့်လို့ရတာဆိုပြီးတော့ကျွန်တော်အပါအဝင်အားလုံးကတည်ထားကြတာဖြစ်ပါတယ်။ခုချိန်ထိ VPN သုံးပြီးဖွင့်နေတဲ့သူတွေအတွက်ဒီနေ့မှာတော့ VPN မလိုဘဲဘလို့အလွယ်တကူ ဖွင့်လို့ရနေလဲဆိုတာပြောပြပေးသွားပါမယ်ဒီနီးလန်းနဲ့ဖွင့်ထားတဲ့အကောင့်ကိုကျွန်တော်စမ်းပြီးသုံးနေတာအဆင်ပြေပါတယ်ဒီနီးနဲ့ဖွင့်ထားပြီး monetization အောင်သွားတဲ့အကောင့်တွေရှိတာမို့ပြန်ပြီးမျှဝေပေးတာဖြစ်ပါတယ်အကောင့်ဖွင့်ဖို့အတွက်ဘာတွေလိုအပ်မလဲဆိုတော့ Gmail account တစ်ခုပါပဲဒါပေမဲ့ကိုသုံးမဲ့ Gmail ကအရင်တော့ TikTok account ဖွင့်ရမှာသုံးထားဖို့ Gmail ဖြစ်နေလို့မရပါဘူးလက်ရှိ TikTok အကောင့်နဲ့ချိတ်ဆက်ထားတဲ့ Gmail လဲတုံးလို့မရပါဘူးခင်ဗျာတခြား Gmail တခုအတစ်တခုတုံးပါဂျပန်လူချင်း TikTok အကောင့်ကိုကျွန်တော်ပတ်စံ2000 3000ပေးပြီးဝယ်မဲ့အစားဒီဗီဒီယိုကြည့်ပြီးတော့ကိုယ်တိုင် TikTok အကောင့်ဖွင့်လိုက်ပါခင်ဗျာကဲဆက်လိုက်အောင်ပထမဆုံးအကောင့်ဖွင့်ဖို့အတွက်လက်ရှိကျွန်တော်တို့အကောင့်ကိုခဏလောက်ောက်ထွက်ထားပါမယ် ကျွန်တော် log out ထွက်ပြီးသွားပြီဆိုလို့ရှိရင်နောက် account တစ်ခုဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အောက်နားမှာ sign up ဆိုတာကိုတစ်ချက်နှိပ်ပေးပါပြီးွားပြီဆိုလို့ရှိရင်အောင်နာကစင်ကာပူဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါစင်ကာပူတစ်ချက်နှိပ်လိုက်ပ ြီးအပေါ်နှမ်းမှာ ကျွန်တော်ဂျပန် region ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ဂျပန်လို့ရိုက်ရှာလိုက်ပါတွေ့ရင်ဂျပန်ကိုတစ်ချက်နှိမ့်လိုက်ပါအဲဆိုရင်ခုနကတော့စင်ကာပူပေါ်တဲ့နေရာမှာဂျပန်လို့ပေါ်ပါပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန် region account တစ်ခု စာဖွင့်လို့ရပါပြီအပေါ်နှမ်းမှာ you phone or email ဆိုတဲ့ချက်နှိမ့်လိုက်ပါပြီးရင်ဒီနေရာမှာကျွန်တော်ကိုယ့်ရဲ့မွေးတက်ကြွကိုတကယ်မွေးတက်ကြွအမှန်ကို ရွေးပေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် monetization ရှောက်တဲ့အခါကျရင်သူက ID verify လုပ်ခိုင်းပါတယ်။အဲ့ဒီကကျရင် ID တွေကကျွန်တော်မွေးတကရနဲ့ TikTok account ကမွေးတကရမတူနေလို့ရှင်ပြဿနာရှိနိုင်ပါတယ်။အားကြောင့်မွေးတကရအမှန်ကိုရွေးပေးပါခင်ဗျာ။ပြီးရင်ကျွန်တော်ဖုန်းမှာမထည့်ဘူးကျွန်တော် email သုံးပြီးတော့ဖွင့်မှာဆိုတော့ email ကိုချက်နေပြီးမှာ ဒီနေရာမှာကျွန်တော် email ကိုထည့်ပေးရမှာမယ်ပြီးရင်ကျွန်တော် continue ကိုတစ်ချက်နှိပ်ပေးပါပြီးတော့ကျွန်တော်ဒီနေရာမှာ passport ထည့်ပေးရပါမယ်ကိုထားခြင်းနဲ့ passport ထည့်ပေးပါကျွန်တော်ကတော့နမူနာဖွင့်ပြပေးထားတာဖြစ်သွားတဲ့ကြောင့်အဆင်ပြေတဲ့ passport ကိုကျွန်တော်ထည့်ပေးလိုက်ပါတယ် ီးရင်ဒီနေရာမှာကျွန်တော်တို့ create nickname ဆိုပြီးတော့ yay တဲ့ခိုင်းပါတယ်ဒီနေရာမှာကိုယ့်ရဲ့နာမည်ပဲဖြစ်နာမည်ကိုယ့်ရဲ့နာမည်တွေကတလုံးကိုပဲဖြစ်ဖြစ် yay တဲ့ပေးလို့ရပါတယ်အစဉ်ပြေမဲ့နာမည်တခု yay တဲ့ပေးလိုက်ပါပြီးရင် continue နဲ့ဆက်သွားပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အကောင့်တခုပွင့်လာပါပြီ Japan region account တခုရရှိပါပြီ Japan region account တခုဖြစ်မဖြစ်ကိုကျွန်တော်သွားစစ်ပါမယ် profile ကိုနှိပ်ပါ ပေါ်နာကအများသုံးချောင်းကိုနှိပ်ပြီး setting and privacy ကိုဆက်နှိပ်ပါအမှဆိုအကောင့်ကိုနှိပ်ပါအကောင့် information တွေမှာကျွန်တော်တစ်ချက်ဝင်စစ်ပါမယ်ဒီနေ့မှာဆိုလို့ရှိရင်အကောင့် region ကို ကြည့်လိုက်တဲ့အခါကျရင် ကျွန်တော်ဂျပန်ဆိုတာပေါ်နေတာဖြစ်ပါတယ်အားဒါဆိုလို့ရှိရင်ဂျပန် region account တစ်ခုကျွန်တော်ရရှိသွားပြီဖြစ်ပါတယ်အားလုံး ဂျပန်ရီဂျင်အကောင့်တစ်ခုဖွင့်တက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်